ကျွန်တော်တို့ခုသာပကံအောင်သွားလိုက်ရင်းနဲ့ညောင်ဦးမြို့နယ်အပြင်ဘက်မှာရှိတဲ့ဆက်ဆက်ယူဆိုတဲ့ရွာလေးကိုကျွန်တော်သွားလိုက်ရင်းရတာပေါ့နော်ရွာလေးရောက်လို့ရွာဦးဖုံးကြီးရောက်ဝင်လိုက်ပြီးဆိုတာနဲ့အခုလိုမျိုးရောင်တုံးလေးကိုစပြီးတွေ့ရမှာပေါ့နော်ဒါကတော့ကလေးကြီးစားတဲ့နေရာလေးပေါ့ဗျာလေကြီးလေးကရန်လှလုံးလို့ရဆိုပြီးတော့သူ့နောက်စားတင်ချင်သွားတယ်ဆိုပြီးတော့ကျွန်တော်ဆီယမ်မာလေးကပြောနေတယ်ပေါ့ဗျာ ဒါတော့အပြန်လမ်းမှာအညက်ပြုတ်လို့ပေါ့အဆင်ဆင်ကျွန်တော်တို့ဝင်ပြီးလေ့လာခဲ့ကြတာပေါ့ဗျာထန်းလျက်ပြီးသွားပြီဆိုတော့ထန်းရည်ရဲ့အလှည့်ကိုရောက်သွားပြီပေါ့ဗျာထန်းရည်ကတော့အလုံးသိရတဲ့အတိုင်းပဲအချိုရှိမယ်အခါရှိမယ်ပေါ့ဗျာအချိုဆိုရင်တော့မြေဦးထဲမှာထုံးထည့်ပြီးတော့ တစ်ခေါက်လေးထဲမှာချိန်ထားတာ ਨੇ တောက်ရပြီပေါ့ဗျာအဲအခါတောက်ခြင်းလဲဆိုရင်တော့စင်တုံးမနွယ်ရဲ့ထန်းရည်အနယ်ရဲ့ကောင်းငင်းမှုန်ရဲ့မိတူဘက်လောက်ပေါင်းပြီးပြတ်ထားလိုက်တာ ਨੇ အခါရပြီဗျာဒါပေမဲ့ကျွန်တော်တို့ဆိုင်ဒီမှာများသောအပြင်တောက်နေရတဲ့ဟာကတော့စံစည်းရည်နဲ့ကြားရည်ရောပြီးတော့ပွားထားကြတာပေါ့ဗျာအဲ့တော့မှလည်း mass production ဖြစ်ပြီးတော့လူအများတောက်ရမှာကိုအဲ့ဒါလေးလုပ်ဖို့လိုတယ်လीထိုင်းရထုတ်နိုင်တဲ့ပမာဏနဲ့ကျွန်တော်တို့တောက်နေပမာဏနဲ့ အရန်ကွာနေအောင်ကျွန်တော်တို့အရန်တောက်တာဟုတ်ဗျကဲကျွန်တော်ကတော့ဆွဲပြီဗျာဒီဗီဒီယိုလေးကိုကြည့်ရှုပြီးတဲ့အတွက်အားလုံးကျေးဇူးများတင်ပါတယ်